ပရိသတ်များအားလုံးပဲမိလာပါရှင်။ Hope for Myanmar Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါရစေ။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရိသတ်တွေအတွက်ကျမရင်းနေဘူတတရဝေယကြရီကိုတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ဒီကနေ့မှာတော့ဗီတာမင်တွေကိုကိုယ်တော်နဲ့ကိုယ်အသောက်တက်လားဆိုတာနဲ့ပတ်သက်ပြီးအသေးစိတ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရရှင်။ကြည့်ကြဆိုရင်တော့ကျမရဲ့တင်ဆက်မှုကိုမစခင်မှာထုံးစံအတိုင်းပဲဗီဒီယိုလေးကိုကြည့်တဲ့အခါမှာ VPN လေးဖွင့်မလို့ကြည့်ပြသွားပါဦးနော်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခေတ္တဆင်တော်ဆက်လိုက်ရအောင်ကျွန်တော်ကျမတို့ငငယ်ကလေးကဗီတာမင်စရာဗာမဲမတိပဲနဲ့တကြလုံးလိုစေခင်မျိုးတွေကိုတောက်ခဲ့ကြတယ်လူကြီးတွေကလည်းကလေးညံပူကောင်းမယ်အရက်ပူရှိမယ်ဆိုပြီးတိုက်ကြတယ်ကလေးတွေကလည်းချိုးလဲချိုးမွှေးလဲမွှေးဆိုတော့တိုက်ကြတယ်ဗီတာမင်တွေကိုအမြဲတောက်ပေးနေဖို့လိုအပ်လားစရာပြပြချင်ပါတယ်ဗီတာမင်ဆိုတာမိုက်ခရိုနျူထရီယန့်တွေမှာပါပါတယ်ခနာကူအတွက်တနေ့ဝင်နည်းနည်းပဲလိုရာလို့ပြောချင်တာပါ ကျမတို့သိရကစီတက်အသားတက်နဲ့အစီတက်တွေကိုတော့ micro nutrient လို့ခေါ်ပါတယ်။တနည်းကိုများများလိုအပ်လိုပါ။တနည်းတနည်းစားတောက်တဲ့အခါမှာဆိုရင်ကယ်လိုရီရစီတာက micro nutrient တွေပါ။ဗီတာမင်တွေကဆိုရင်ရစီတဲ့အထက်မှာမပါပါဘူး။ဒါဆိုရင်အသက်ရှင်ဖို့ဗီတာမင်ကိုမလိုအပ်ဘူးလားလို့မေးစရာရှိတယ်။ဗီတာမင်ကိုခန္ဓာကိုယ်ဖွံ့ဖြိုးဖို့ညာရီဖွံ့ဖြိုးဖို့မရှိမဖြစ်လိုအပ်ပါတယ်။ဗီတာမင်တွေကို2မျိုးခွဲခြားထားပါတယ်။ ရေမပြောင်းဝင်တဲ့ဝတ္တဆိုပဲဗီတာမင်နဲ့စီမပြောင်းဝင်တဲ့ဖက်ဆိုပဲဗီတာမင်ဆိုပြီးနှစ်မျိုးနှစားရှိပါတယ်။ဒါဘာပြောချင်လဲဆိုတော့ရေမပြောင်းဝင်တဲ့ဆိုရင် ခန္ဓာကိုယ်ရင်းမှာပိုရှင်လာတဲ့အခါစီးရဲရနေပါသွားနိုင်တယ်။အန်တီမရှိဘူးဆိုပါတော့ပြီးတော့သူတို့ခန္ဓာကိုယ်ကအဖက်လုပ်ပြီးတိတ်မထဘူး။အဲဒီတော့ရေမပြောင်းဝင်တဲ့ဗီတာမင်တွေပါတဲ့အစာတောက်တွေကိုနေ့စဉ်ထည့်စားပေးဖို့လိုအပ်တယ်။စီမပြောင်းဝင်တဲ့ကောင်းတွေကျတော့စီးရဲရနေမပါသွားနိုင်ဘူး။ အဲ့တော့ပိုရှန်တဲ့အခါခနာကူမဒုက္ခပြီးတယ်။ပြီးတော့သူတို့ကိုဘူဟာနေဆုပ်ယူဖို့အစီလိုအပ်တယ်။ခနာကူကသူတို့ကိုအစီစေတယ်မှာပဲသွားတင်ထားတယ်။ရေမပြောင်းဝင်တဲ့ဗီတာမင်ကဗီတာမင် B နဲ့အစီဆုပ်ပြီး2မျိုးရှိတယ်။စီမပြောင်းဝင်တဲ့ဗီတာမင်ကတော့ဗီတာမင် A ၊ဗီတာမင် D ၊ဗီတာမင် E ၊ဗီတာမင် K ဆိုပြီး4မျိုးရှိတယ်။ဗီတာမင် B အကြောင်းစပြောရရင်သူ့မှာအမျိုးကွဲ6မျိုးရှိတယ်။ဒီ6မျိုးလုံးဘာလို့တလဲဆိုတော့ ခြုံငုံကြည့်လိုက်ရင်မိုက်ခရိုနျူထရီယံသုံးမျိုးကိုစားလိုက်တဲ့အခါ energy ကယ်လိုရီဖြစ်အောင်သူတို့ကကူပြီးပြောင်းလဲပေးတာပါနောက်ပြီးတော့သူတို့ကိုသွေးနီဥပြုတ်လုတဲ့နေရာမှာလည်းလိုပါသေးတယ်သူတို့ကိုဘယ်ရောက်ရတလဲခြုံပြရမယ်ဆိုရင်ဆန်လုံးညိုဖြိုးစွတ်နေအောင်မဖုတ်ထားရစေအနည်းရောအသာငါဥနို့နဲ့နို့တဲ့ပြည့်စည်အစိအစံအစိရင်ရောက်အတိရက်တွေမှာတွေ့ရပါတယ်ပါစာစာရနေသလိုပါပဲတတလူသမားတွေမှာတော့ပြထွေးချိုးတဲ့တပါတယ် တို့တခုချင်းစီနေသွားရင်ယောဂရေရတတ်ပါရဲ့ဥပမာဗီတာမင် B12 နေသွားရင် တွေးအားနေယောဂအနီမီးယားရတတ်ပါရဲ့အရက်သေးမှာတော့တွေးအားနေရဆိုရင်တန်တဲ့အားနေလို့ဆိုပြီးပဲတည်ကြပါရဲ့ B12 နေနေရင်လည်းဖြစ်တတ်တယ်ဆိုတာသိတင်ပါရဲ့ B1 B6 B12 တခုခုနေသွားရင်လေခြေလက်တွေမှာထုံထားကျင်နာမျိုးတွေဖြစ်လာတတ်ပါရဲ့ဗီတာမင် C အကြောင်းဆက်ပါမယ်သူရဲ့အဓိကအလုပ်ကတော့ Google အကောင့်လုပ်ပေးတာပါ ခန္ဓာကိုယ်သိရှုရတဲ့ပျက်စီးရင်လည်းသူဟာပြန်ပြေးနိုင်ပါတယ်။ဗီတာမင် C ကိုခြင်းတဲ့အသီးတွေမှာပါတယ်လို့လူတွေကသိကြပေမဲ့မလာကာဒီတင်မော်ဒီတို့မှာပိုပါတယ်ဆိုတာသိမသိကြပါဘူး။ဟင်တီဟွေရမှာဆိုရင်ပန်ပွင့်စိမ့်နဲ့လူယုတ်ပွားဒီမှာအများဆုံးပါဝင်ပါတယ်။ခန္ဓာကိုယ်မှာဗီတာမင် C နည်းနေတဲ့အခါဆက်စကာဗီလို့ခေါ်တဲ့ယောဂါဖြစ်တတ်ပါတယ်။အရင်ခေတ်ကပလေတဲ့ရွက်လွင့်တဲ့တင်မော်ဒါတွေမှာဖြစ်တတ်တဲ့ ဘာလို့လဲဆိုရင်အချောက်ချမ်းတွေပဲစားပြီးအတင်းနဲ့တွေမစားကြဘူးဒီယောဂကြောင့်ရေစီကန်းပြိုလိုက်တာတော့တဖိုးကနေတွေးထက်တာတော့သွားရီမခိုင်းတာတော့ဖြစ်တတ်တယ်အရန်ဆိုးလာရင်သိနိုင်တယ်ဗီတာမင်စီနေတဲ့အခါခဏခဏဖျားတတ်တယ်လို့ပဲဆိုရဲမြန်မာပြည်မှာကိုဗစ် -19 ပိုစတစ်ဖြစ်တဲ့လူနာတွေရဲ့ထရိတ်မန့်ကိုကြည့်လိုက်တဲ့အခါမှာဗီတာမင်စီ900မီလီဂရမ်ကိုလည်းတကွအပါဝင်တွေ့ရတယ်။ဆော်ရီမှာလည်း အဂါနိုဖျားနာတဲ့အခါဗီတာမင်စီတောက်ရင်အဖျားဖျောက်တာမြန်တယ်လို့လည်းရေးကြတယ်။ဗီတာမင် A အကြောင်းဆက်တာပေါ့။သူ့ရဲ့အဓိကအလို့ကအမြင်အာရုံအတွက်ပါပဲ။အလင်းကိုလက်ခံနိုင်တဲ့ဆေးရီအတွက်သူအလိုအပ်ပါတယ်။ဘဲမှာအများဆုံးပါတယ်ဆိုရင်အနေအားသား၅ဦးမျိုးမျိုးအနေရနိုင်တယ်လို့အစိယအရွယ်အဝါရောက်လိန်ပေါ်ရောက်ရှိတဲ့အသီးနှံတွေကနေရနိုင်ပါတယ်။ဒါရီမက်ရတာအလို့ရှုပ်တယ်ဆိုရင် မော်လာဦးအင်းနဲ့ဟင်းသီးဟွေတာမြများစွာပြီပါဒုက္ခနာကူမှာနည်းနေရဖြစ်တော့ဖြစ်ခဲ့ပါပြီဘာလို့ဆိုရင်အစာစွာတိုင်းမှာဗီတာမင် A ကနည်းနည်းစီပါနေလို့ပါ သူနေရင်တော့ကြက်မြက်တဲ့ယောဂဖြစ်တတ်ပါတယ်ညာဖက်မှာမမြင်ရတာပါညာဖက်မှာမီးထွန်းထားရင်တော့မြင်ရတာပေါ့မှောင်ရင်မမြင်ရတာကို ပြောတာပါဗီတာမင် D အကြောင်းဆက်ပြောပါမယ်သူရဲ့အဓိက source ကတော့နေအောင်ကြည်ပါပဲအရေးပြားတဲ့နေအောင်ကြည်တင်ဗီတာမင် D အလိုလိုရနေရပါ နေပူစာလုံးတဲ့အခါမနက်စောစောဖြစ်တင်ပါတယ်။မနက်၁၀နာရီနောက်ပိုင်းနေအောင်ကြီးနဲ့အရေးပြားနဲ့ဒရိုက်မထစ်တွေ့တင်ပါဘူး။အစာတောက်တွေအသားငါဗီတာမင်ဒီဖြည့်ထားတဲ့နှုတ်မှလည်းနည်းနည်းတော့ပါတတ်ပါတယ်။သူ့ရောအယူရည်ကျမနေဖို့လိုအပ်ပါတယ်။အယူမှကလစီယမ်ပါတာတော့သိကြမှာပါ။ဒီကလစီယမ်ကိုစုပ်ယူနိုင်ဖို့အတွက်ဗီတာမင်ဒီကိုလိုအပ်ပါတယ်။ဗီတာမင်ဒီနည်းနေရင်အယူပြော့ယောဂဖြစ်နိုင်ပါတယ်။ဗီတာမင် E နဲ့ K အကြောင်းပြောတာတွေ့ရခဲ့ပါတယ်။ ဗီတာမင် E ကအရေးပြပေါ် UV rays တွေထိတဲ့အခါပျက်စီးသွားတဲ့ဆဲတွေကိုပြုပြင်ပေးနိုင်ပါတယ်။သူ့အလဘရေရာ product တွေမှာအတွေ့များပါတယ်။ဗီတာမင် K ကတော့တွေးကြဖို့အတွက်လိုအပ်တဲ့ပျက်စီးတွေကိုထုတ်ပေးနိုင်အောင်လုပ်ပေးပါတယ်။သူ့နည်းနေတဲ့အခါတွေးမသိတာမျိုးတွေဖြစ်တတ်ပါတယ်။တာမန်လူတယောက်အနေနဲ့ဗီတာမင် D ကိုနည်းစဉ်တောက်သုံးဖို့လိုအပ်သလားဆိုတာမေးစရာရှိပါတယ်။အစာအုပ်စုသုံးစုလုံးစုံစုံလင်းလင်းစားနိုင်ရင်ဗီတာမင်တွေတောက်ဖို့မလိုပါဘူး။ Facebook မှာရင်းနေကြသလိုမျိုးဗီတာမင် D တွေကိုအနည်းစင်တောက်ဖို့လူတွေစွာတွေဟာလေသူတို့စီရောင်းလို့ရအောင်လိမ့်တဲ့လိမ့်လုံးတွေပါပဲဝတ်တားဆိုပဲဗီတာမင်ရေမှာပျော်ဝင်တဲ့ဗီတာမင်တွေကိုနည်းစင်တောက်မိနေရင်မလိုတဲ့အခါစီးရဲပါကုန်လို့ဝေးကုန်ခြေကျများသွားရုံရှိပေမဲ့ဖက်ဆိုပဲအစီအမ ပျော်ဝင်တဲ့ဗီတာမင်ဥပမာဗီတာမင် D ကိုဆရာဝန်ကမပြောဘဲတောက်မိလို့ကတော့ခန္ဓာကိုယ်မှာဒုက္ခအကြီးကြီးရောက်နိုင်ပါတယ်။ဒါကြောင့်ဗီတာမင်တွေကိုကိုယ်သဘောနဲ့ကိုယ်မတော်တင်ပါဘူး။အထူးသဖြင့်အစီအမပြောတဲ့ဗီတာမင်တွေကိုပါတောက်ဖို့လိုတဲ့အခါစစ်ဆေးပြီးတကယ်နည်းနေမှဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်သွင်းတင်ပါတယ်။ဟုတ်ကဲ့ပါရှင်။အကြံပြုချင်တာကတော့ဗီတာမင်တွေကိုကိုယ်သဘောနဲ့ကိုယ်မတော်တင်ပါဘူး။ဆရာဝန်နဲ့အတူတူဆွေးနွေးတမ်းပင်ပြီးမှတောက်သွင်းတာကအကောင်းဆုံးပဲဖြစ်ပါတယ်။ အခုပြောပြရတဲ့အချက်တွေထဲမှာတင်းနေနဲ့ခန်းစားရပြီဆိုရင်တော့စစ်စစ်မှုတွေခံယူပြီးတော့ဇာဝင်နဲ့ပြကြည့်တင်ဖို့အကြံပြုပါစေ။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေရဲ့အတွက်ကျမရင်းနဲ့ဘုဒ္ဓတရားဝေယကြတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ရီတင်နိုင်မလို့တန်သိရှင်နိုင်ဖို့အတွက်မိနာချပ်ပြီးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်။အဆုံးတရားအပြည့်ကြီးရှုမှုတက်လေကျေးဇူးအများကြီးတင်ပါတယ်။